ပထမဆုံးတော့ KK Park ရဲ့တမိုင်းကြောင်းတဲ့ KK Park ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ် KK Park ဆိုတော့မြဝတီမြို့တောင်ဘက်မေထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံဘေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှောက်ရှားနယ်မြေမှာရှိတာဖြစ်ပါတယ် PGF ကရွှေကုတ်ကုံမျိုးသေးစီမံကိန်းဆိုတော့မြောက်ရီမျိုးရဲ့ကျွန်တော်တို့မြောက်ဖက်မှာ ရှိတာပဲဖြစ်ပါတယ်။ KGB မြို့သစ်စီမံကိန်းရဲ့အနောက်ဘက်မှာတော့၄ကီကောမြို့သစ်ရှိပါတယ်။အဲ့မှာတော့ဒါငင်းငယ်ကြိုးပမ်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တဲ့ KNU ရခိုင်ဥက္ကဋ္ဌစောမှုဒူစေဖို့တော့ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတိစောက်ခဲ့တာဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာ KNU များ ဝင်ရောက်သိမ့်ပိုက်ပြီးနေကန်ညိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်။ KGB ဘာစီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတခုတို့ကနဝူးလောက်ွက်အတွက်လုပ်ငန်းမြေငါးရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ိုက်တဘောသူစာချုပ်ရဲ့မြေငါပေးသူတိတ္တတိများမှာမူလီအလင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်းက KNU ဗန္ဓာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီးစောရောဂျာခင်ကလည်း KNU ဗန္ဓာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်စာချုပ်မှာငားရမ်းလို့တဲ့ မြေစုစုပေါင်းဧကတရာခန့်ကို နှစ်ပေါင်း35ရပ်ဖို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တရာအခိုင်အမာ ရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တရာဆိုရင်တဧကကိုတစ်နှစ်ဘတ်35000လုံးနဲ့မြေတရာဧကအတွက်တစ်နှစ်လျင်ဘတ်3000ခွဲဖြစ်ပြီး6လတစ်စီပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက် တလဘာငါသိန်းတတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝင်လာတဲ့နယ်မြလုံသွေးစိတိုးမြင့်ပြေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်2022ခုနှစ်မေလထဲမှာ KNU နဲ့ Trend Asia International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလီအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဘုံမှုစု အစင်စီတဲ့စောနေမီလွင်ဦးစီးတဲ့ Trust Down ကုမ္ပဏီနဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရပါတယ် ပြပရင်းနှီးမြုပ်နှံတွေထဲမှာတော့ဒါရခိုင်ကုမ္ပဏီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီးပွားရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်ဒီတီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်ကမ္ဘောဒီးယားဝန်ကြီးကျောက်ဟွန်ဆန်ကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအေးအေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကို ပြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်အဲ့ဒီသတင်းချက်လက်တွေကြည့်ရင် KK Bus စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မျိုးကိုဥပဒေမဲ့ဆိုတာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးညီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တည်ဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။ ောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခကျင်းငွေယူပြီးကြေးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်အွန်လိုင်းလောင်စားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေတာတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပတ်စံစာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ ြေစာအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသားပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းဆန့်ကျင်ကြဖို့လူချောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်